မြောက်ရီမြို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့် DKBA အရာရှိတအူးသေဆုံးခဲ့ပါတယ်ဒီသတင်းကိုတော့ကုမောင်ကပေးပို့ထားတာပါမြောက်ရီမြို့ကကြံကင်းဖုံးတော်ကြီးကျောင်းသားမှာစက်တင်ဘာလ19ရက်နေ့တနာ25မိနစ်လောက်က DKBA တပ်ဖွဲ့ဝင်တွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပြစ်ခတ်မှုဖြစ်ပွားရမှာ ဒီ KBA တပ်ဖွဲ့ဝင်တဦးသေဆုံးပြီးတဦးတန်ရာရရှိခဲ့ပါတယ်ဒီ KBA တပ်ဖွဲ့ကဗိုလ်လင်းနိုင်ဆိုသူကရက်မူးပြီးကားမောင်းရာကရက်ထားတဲ့ကားတွေကိုလိုက်တိုက်တာကိုလုံခြုံရေးတပ်ဖွဲ့ကတားဆီးရာကနေပစ်ခတ်မှုဖြစ်ပွားခဲ့တာပါဗိုလ်လင်းနိုင်ကပစ်ခတ်မှုပြီးနှစ်နာရီကြာမှသေဆုံးသွားပြီးသူနဲ့အတူပါလာတဲ့တပ်ဖွဲ့ဝင်တဦးလည်းတန်ရာရရှိပြီးမြောက်ရီစေယုံမှာစေကူတာမှုခံယူနေပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမြောက်ရီမြို့မှာချိန်ကြိုင်ပုံတွေ့ရှိတာတွေအပြင်ဒီလိုအခြေအနေတွေကြောင့်စားဝတ်နေရေးအတွက်အလုံးလောက်ကြရမှာခက်ခဲတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ မကောင်းဘူးကွာဟုတ်တယ်ကွာအများကြီးဒုက္ခရောက်တာပေါ့ကွာဘဝကြီးဒါကြီးဒီဝိုင်းကိုတော့ရတော့သွားလာပေါင်းလို့ဒီလိုအခြေအနေတွေကြောင့်ထိုင်းနိုင်ငံဘက်ချမ်းမှလည်းလုံခြုံရေးကိုတိုးမြှင့်ထားပြီးလူသွားလာကိုလည်းပိတ်ထားလိုက်ပါတယ်လူသွားလာကိုပိတ်ထားပေမဲ့ထိုင်းမြန်မာချစ်ကြည်တရားပေါ်မှာတော့ကုန်ကားတွေတော့ဖြတ်သန်းသွားလာခွင့်ရှိနေသေးဖြစ်ပါတယ်ကိုလုံးဂိတ်တိုင်းပွင့်နေတော့ပေါင်းပါလေဒီဂိတ်တွေပိတ်တော့ဟိုပုံတွေရောကားတွေရောဆိုင်တွေရက်စားတော့ခွန်လန်းတွေပိတ်နေတော့ ီမနေ့ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ကွန်ကရစ်ကနေမြောက်ရီကို DKBA တက်အင်အားထပ်တူလာပြီးမြမတက်မတော်ဘက်ကလည်းကွန်ကရစ်ကနေမြောက်ရီဘက်ကိုအင်အားထပ်တူလာဖို့ရှိနေပါတယ်ကျွန်တော်ကိုမောင်ပါ